မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့ Sally Global Channel ကနေအောက်တိုဘာ29ရက်နေ့အတွက်နောက်ဆုံးရအမှုပညာသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။ခရိုနီမိမဖြစ်တာကြောင့်နှုတ်ဝင်သေးတဲ့ကယ်ဒမီရမယ်ဆိုပြီးသတင်းထိကျထွက်နေတဲ့ဝတ်မုံရွှေသတင်း။မြမဟင်းလေးတွေချက်ပြရင်တလငွေ300ချီဝင်နေတဲ့မိသားစုလေးသတင်း။မြမမင်းကလေးပိသားကအပြုံစင်ဘဝကိုထိမ့်သိမ့်နိုင်လို့ချီးကျူးခံနေရတဲ့စုပြေသဇင်တည်တဲ့ လာကျင်လို့မျက်နှာကိုပြုတ်ပြင်ပြီးမှမျက်နှာတစ်ခုလုံးပြင်းမြအောင်ဖြစ်သွားလို့လူပြောများနေတဲ့ရန်ကုန်မြောက်ကလာကအမျိုးသမီးတူရဲ့ဖြစ်ရတဲ့တဲ့ဟဲဝင်ရန်ကိုစိတ်မချလို့လက်ထပ်ခံနေပေမယ့်အမေကိုပါတကောက်ကောက်ခေါ်ချောင်းခုလိုတဲပြောပြလာတဲ့စုပြည့်သစင်းတဲ့မင်္ဂလာပွဲမှာတတော်သမီးထက်မတောက်ပြအောင်ဘူးဆိုတဲ့အတိုင်းမိပကြီးရဲ့မင်္ဂလာပွဲမှာအယိုးရှင်ဆုံးဝစ်စင်ခဲ့လို့လူပြောများနေတဲ့မိမိကိုကိုတဲမဲဖြစ်ပါနေရှင်။ ခရိုနီမိန်းမဖြစ်တာကြောင့်နဝင်တဲ့နဲ့အကယ်ဒမီရမယ်ဆိုပြီးတည်င်းတိကျထွက်နေတဲ့ဝမ်မုံရွှေရင်အိမ်နောက်ကြပြီးမှပုံလာလာလို့ပြိတ္တတွေချစ်ပုံနေရတဲ့ဝမ်မုံရွှေရာဆိုရင်2025မှာတည်းအကယ်ဒမီရမယ်ဆိုတဲ့တည်င်းတွေထွက်ပေါ်နေပြန်ပါပြီမနေ့ကမှပူပူနွေ့နွေ့ကြည့်အကယ်ဒမီရထားတဲ့ဝမ်မုံရွှေရာဒီနယ်လဲနဝင်တဲ့ဆိုတဲ့ဇာတ်ကားကြီးကိုသူမရဲ့ကိုပိုင်ပရိုတက်ရှင်ကနေရှိုက်ကူထားပြီးရုံမတင်ရသေးပေမယ့်ပြိတ္တတွေကြမှာတော်တော်နာမည်ကြီးနေတာပါ ။ဘာကြောင့်ဒီလိုစကားကြီးတွေကိုတနေ့တကာရှိုင်းနိုင်နေလဲဆိုရင်ခင်မောပြည်သူရဲ့ထောက်ပံ့ကောင်းတွေကိုရရှိထားလို့ဖြစ်ပါတယ်။ဝမ်မုံရွှင်ရဲ့ဖြစ်ချောင်းကုံစင်ကိုအစကနေပြန်လိုက်ကြည့်မယ်ဆိုရင်သူမဟာမိုးကုတ်မြို့မှာမွေးဖွားခဲ့တာမဟုတ်လို့ရှမ်းစစ်စစ်တူဖြစ်ပြီးချက်စရာကောင်းတဲ့အတန်းလှပတဲ့ရုပ်ရင်လေးနဲ့အမှုပညာလမ်းကြောင်းပေါ်ကိုတက်ရောက်လာခဲ့တူတူပါ အစကဝမုံရွှေဟာလူမျိုးချင်းတူတဲ့ရှမ်းစော်ဘွားလူချမ်းသာတူဖြစ်တဲ့ဆန်းဆန်းခက်လိုက်နဲ့ချစ်ကြခဲ့ပြီးအဲ့ဒီလိုချစ်ကြနေစဉ်အတွင်းမှာတဲ့ဦးတန်းရွှေလူခရိုနီကြီးရဲ့မြေဖြစ်တဲ့နေရွှေသွင်းရောင်နဲ့ခိုးပြေးခဲ့မှုပါတဲ့နေရွှေသွင်းရောင်ကဝမုံရွှေကိုရိုက်ကူးရေးပြုလုပ်နေစဉ်အတွင်းမှာတဲ့ကားတင်ပြေးခဲ့တာလို့သတင်းကြပြီးမြို့ဆောင်ဖျားကသူ့ရဲ့ကိုပိုင်ဘန်ဂလူးစီကိုတညရဲ့နေရတိတိခေါ်ဆောင်သွားခဲ့မှုတယ်လို့သိရပါတယ် အဲ့ဒီအတွက်ရောချင်းအနေနဲ့နေရွှေသွင်းအောင်ကတမ်မိုဂျီကားတစ်စီးနဲ့ပိုးတန်လက်ဆောင်ပေါင်းများစွာကိုပေးခဲ့တယ်လို့ကောလာဟာလာတွေထွက်ပေါ်ခဲ့မှုပါတယ်။ဒါပေမဲ့ချီချူးစရာကောင်းတာကဝတ်မုံရွှေရီဟာဒီလိုဘေးစကားတွေအလုံးကိုလုံးဝထွက်မရှင်ခဲ့ပဲသူမရဲ့နုပညာလုပ်တွေကိုသာတဆိုင်မမတ်လုပ်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ဝမုံရွှေရင်ဟာဒိတ်ဒိတ်ကျဲတတိသာကိုနိုင်ဖြိုးချွန်နဲ့လက်ထပ်သွားခဲ့ပြီးအဲဒီနောက်မှာပုံမှုအရောင်တောက်လာခဲ့တာဖြစ်ပါတယ်။ အမျိုးသားကလည်းသူမကိုတုံနေအောင်ချစ်ပြီးဝါသနာကိုရန်ကိုပံ့ပိုးပေးခဲ့တဲ့အတွက်လက်ထပ်ပြီးဟန်နီမွန်ကာလမှာတည်းအေးချမ်းမောင်နဲ့ရှိုက်ကူးထားတဲ့အိမ်တော်ရေးစကားကြီးထွက်လာခဲ့ပါတယ်။အဆိုပါစကားနဲ့လည်းချက်ချင်းကိုအကယ်ဒမီတန်းရခဲ့ပါတယ်။ဒါကြောင့်အကယ်ဒမီသုံးဆူရှင်ဝတ်မုံရွှေကိုပရိသတ်တွေကထိတ်တန်းမင်းသမီးကြီးဖြစ်သမှတ်ပြီးအမှုပညာအလုပ်တွေအတွက်ဆက်လက်အရှိန်ယူအောင်လို့တွက်ဆထားကြပေမယ့်တနည်းမပြေခင်မှာပဲနှုတ်ဝင်တဲ့ဆိုရင်စကားကြီးကိုထပ်မံရှိုက်ကူးခင်တာဖြစ်ပါတယ်။ ဇလန်နေမှာဝမုံရွှေကမြန်မာဝန်ထမ်းစတေးဖြစ်တည်ုံဆောင်ထားပြီးထူးထူးခြားခြားပရာလောကနဲ့ဆက်နွယ်နေတဲ့ဇလန်မှုပိုစတာထွက်လာကြတဲ့ကပြည်သက်တွေကလည်းမျက်စိမလွင်နိုင်ဖြစ်နေတာဖြစ်ပါတယ်။တချို့ကလည်းဒီလောက်ကောင်းတဲ့စကားကြီးကိုသူ့ယောက်ျားကပတ်စံသိမ့်ရချီကုန်ချခံရပြေးတယ်လို့ဒီနေ့အတွက်လည်းကယ်ဒမီကိုပေါင်းသူ့မအတွက်ထပ်ဝယ်ပေးအောင်မယ်လို့ထင်ကြီးပေးနေကြပါတယ်။ဒီလိုတရားလာအောင်ကလည်းသူမရဲ့ယောက်ျားဖြစ်သူကိုနိုင်ဖြိုကျော်ကမြမစီပွားရေးဈေးကွက်တစ်ခုလုံးကိုကောင်းကြီးပိုင်းနေတဲ့အတူကိုင်လောက်ထားသူဖြစ်ပါတယ်။ အခုလည်းနှောင်းဝင်တဲ့နေတူအကယ်ဒမီထက်ယူတော့မှလို့တည်င်းနေကြားနေရပြမဖြစ်ပါတယ်။ဝိုင်းရင်မင်းသမီးကြီးတွေကလည်းဝတ်မုံရွှေကိုအပြတ်ဖားပြီးရုံတော်မတင်ရသေးပင် အရန်ကောင်းတာပဲလို့ချီးကျူးနေကြပါတယ်။ပရိသတ်ကြီးတို့ရောခရိုနီမိမဖြစ်တာကြောင့်နှောင်းဝင်တဲ့အကယ်ဒမီရမယ်ဆိုပြီးတည်တင်းတီချထွက်နေတဲ့ဝတ်မုံရွှေဘောဘလို့များထင်ကြပါသလဲနော် မြမဟင်းလေးတွေချက်ပြရင်တလားဝင်ငွေ300ချီဝင်နေတယ်မိသားစုလေးပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါရှင်ဒီမိသားစုလေးကမြမဟင်းလေးတွေချက်ပြရင်တလားကိုမြမငွေ300နေပန်ရနေတယ်လက်ထွင်းရင်နွားချောင်းရင်တွေကိုတလားတလားဝင်ငွေကမနေတဲ့ပြင်အင်ကြီးတတောင်မဝေထားတဲ့ဒီမိသားစုကိုလူပေါင်းတန်းချီကတခဲနဲ့ထောက်ခံအားပေးနေကြတာမို့အံ့ဩဖို့လည်းကောင်းလာပါတယ်ဒါကြောင့်ဒီနေ့ရဲ့ဗီဒီယိုလေးမှာတော့ မြန်မာဟင်းနေ့ချက်ပြရင်စီးပွားရေးကောင်းနေတဲ့ဒီမီတန်းစုလေးအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။တကယ်တော့ဒီမီတန်းစုဟာမြန်မာနိုင်ငံမှာနေထိုင်နေမြန်မာနိုင်ငံသားဆစ်စစ်တွေဖြစ်ပါတယ်။မကွေးတိုင်းစလီမြို့နယ်မှာနေထိုင်တဲ့အညာသူညာသားတွေဖြစ်ကြပြီးရုပ်ရှင်နဲ့တမ်မွေးဝမ်းကြောင်းပြမှုနဲ့ကောက်ဆိုင်ရင်နှမ်းခုတ်ရင်အစားအသောက်ဗီဒီယိုတွေဖန်တီးနေကြတဲ့ YouTuber တွေဖြစ်ပါတယ်။ဗီဒီယိုတိုင်းမှာတမီတန်းစုလူနေပါပါဝင်နေပြီး တို့ရဲ့နာမည်ကိုတော့ရာတော်သူမိသားစုလို့သိရပါတယ်။ရာတော်သူမိသားစုဟာတခြား YouTuber တွေလိုစမ်းစမ်းပြပြတွေလုတ်ပြဖို့ထံသူတို့လက်ရှိနေနေတဲ့အိမ်အဟောင်းလေးမှာပဲအညာဒေသထွက်အစားအစာတွေကိုချက်ပြရင်တလာကိုတင်ရချီဝင်မဲ့စီပွားရေးလမ်းကြောင်းတစ်ခုကိုဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။အညာသူညာသားတွေဆိုပေမဲ့ရာတော်သူလေးရဲ့လိလနိုင်စွမ်းနဲ့အာထုပ်ကြိုးပမ်းမှုကအွန်လိုင်းပေါ်ကနေဝင်ဝင်ရှာနိုင်မဲ့အတ္တမဝန်းကြောင်းတစ်ခုကိုပေါ်ပေါက်စေခဲ့ပါတယ်။ ရှာတော်သူရဲ့အဓိကခရီးယားဟာမိမိအိမ်မှာမိသားစုတွေနဲ့အတူပျော်ပျော်ရွှင်ရွှင်ဝိုင်းဖွဲ့စားတောင်းရင် အတတင်ငွေဝင်နေပိုပါပဲ။ဒါကြောင့်သူရဲ့ယူရှင်းနေထိုင်မှုကိုဘလို့ရိုက်ကူကပြိတက်ကိုချပြဖို့ကြိုးစားခဲ့ပါတယ်။ဒီလိုချပြတဲ့နေရာမှာလည်းချစ်ရှုသူတွေမြင်လိုက်တာနဲ့မျိုးလုံးနဲ့ဆွဲသွားလို့မဲ့အညာဒေတာရှုခင်းနေနေနောက်ဆိုင်နဲ့နောက်ခံတချင်လေးတွေမြို့ပြဒေတာကလူတွေနဲ့အလောင်းဝေးတဲ့အညာဒေတာစီရိုက်တွေတောင်ရခုတ်လုတ်တွေ မြန်သူတိုင်းတည်ရင်ရှူစင်းနဲ့အညာဒေတာထွတ်အစားစာတွေကိုဗီဒီယိုတစ်ပုတ်ထဲမှာနဲ့အစုံလေးပြသနိုင်အောင်ကြိုးပမ်းခဲ့ပါတယ်။စကားများများမပြောဘဲအလုံများများလို့ဆိုရင်အတိုင်းရာတော်သူရဲ့စနစ်ကြတဲ့ပြင်ဆင်မှုကကြည့်ရှုသူတိုင်းရဲ့မျက်လုံးထဲကိုမြင်လိုက်တာနဲ့တခါလေးဆွဲသွားစေခဲ့ပါတယ်။ဒီဗီဒီယိုတွေကိုရှာတော်သူကမြန်မာနိုင်ငံရဲ့လူသုံးများတဲ့ YouTube နဲ့ Facebook platform မှာတင်ခဲ့ပြီးလူပေါင်းတန်းတဲ့ချီချစ်စုသူတွေပေါ်ပေါက်ခဲ့ပါတယ်။ ကောင်းတာလို့ရင်ကောင်းတာဖြစ်မယ်လို့ခန့်ယူထားတယ်။ကွန်ပျူတာကျောင်းသူလေးရတော့သူဟာအဆိုပါဗီဒီယိုခရီးတာလို့ကိုပဲတသမတ်သေးလောက်ကန်ခဲ့ပြီ။ဗီဒီယိုတပုတ်တင်တိုင်းအကျိုးဖြစ်တွန်းသွားမှုကြောင့်ယခုအနေထားတိုင်း YouTube နဲ့ Facebook ကနေပြန်ရတဲ့ဒေါ်လာတွေနဲ့တင်မြန်မာငွေ300နဲ့ချီရနေတာဖြစ်ပါတယ်။တကယ်ဆိုရင်ဒီလိုမျိုးမြန်မာနိုင်ငံမှာတဲ့ဝင်ငွေရှာလို့ရတဲ့လမ်းကြောင်းများစွာရှိပါတယ်။ တကယ်ဆိုရင်ခုနမဲကြီးနေတယ်မြင့်မြတ်တို့နေတူတို့တောင်ရှာတော်သူလို့ဘလော့ထားရရင်သူတို့တက်တောင်အောင်မြင်မှာသိကြပါတယ်ဒါကြောင့်ပရိသတ်ကြီးတို့လည်းတဘာဝဆန်တဲ့ဗီဒီယိုလေးတွေလုပ်ရင်တလကိုမြန်မာငွေ300နီးပါးရနေတယ်မြန်မာနိုင်ငံကရှာတော်သူမိသားစုလေးချောင်းကိုမြမမင်္ဂလိပီတာကအပြိုစင်ဘဝကိုထိမ့်သိမ့်နိုင်လို့ချီကျူးခံနေရတဲ့စုပြေတစိမ့် အပြုံစင်ဘဝကိုထိမ့်သိမ်းထားကြောင်းပြောလာလို့ချီချူးခံနေရတာကစုပြေတစင်မှာအလုံးတီကြတဲ့အတိုင်းမကြခင်ရဲ့တတပတ်အနေငယ်အတွင်းမှာလက်ထတော်မဲ့နိုင်ငံကျော်တင်ယုံဆောင်ဆောင်တွေမင်းသမီးလေးစုပြေတစင်နဲ့မင်းသားဟိဝိယန်တို့ရဲ့မင်္ဂလာပွဲကအစကတည်းကလူပြောများနေကြတာပါတင်ယုံပြည်ကရှိခဲတော်ပေါ်ထိသွားပြီးခန္ဓာကြီးကျယ်တဲ့ pre-wedding တွေရှိုက်ကူခဲကမင်္ဂလာပွဲကို6ပွဲထိထိခန်းခန်းနာနာကျင်းပမယ်ဆိုတာတွေကြောင့်လူစိတ်ဝင်စားနေကြတာဖြစ်ပါတယ် ဒါပေမဲ့ခုတစ်ခေါက်မှာတော့သူတို့မင်္ဂလာပွဲရဲ့ကြီးကျယ်ခမ်းနားမှုကြောင်းထပ်ပို့ပြီးပြည်သက်တွေချာမှာကြီးကျယ်အံ့ဩချီးကျူးစရာဖြစ်လာတဲ့အကြောင်းအရာတစ်ခုကစုပြကအပြုစင်ကိစ္စပါပိုပြီးရှင်းရှင်းလင်းလင်းပြောရချင်းဟေးဝင်ရနဲ့ချစ်သူတတန်း6နှစ်တာရှိခဲ့ပြီးမကြခင်လက်ထက်တော်မှာဖြစ်ပေမယ့်သူမအနေနဲ့ပြုစင်ဘဝကိုမြမမင်းကလေးပြပြတမူထားထိမ့်သိမ့်ထားစေဖြစ်ကြောင့်ဖွင့်ရပြောကြားလိုက်တာပဲဖြစ်ပါတယ်။ ဒီကိစ္စကဘလို့စပြီးပေါ်ထွက်လာတာလဲဆိုတော့ပြည်သက်တီတတိထားမိကြတဲ့အတိုင်းစိုးပြေတစင်တို့ဆုံးတွင်တရုတ်ပြည်ကိုပြည်ဝတ်တင်သွားရိုက်တုန်းကတထိုသမီးရဲ့မိခင်ဖြစ်သူတော်မာလာခင်တင်အတူတူလိုက်ပါသွားခဲ့တာလေးတွေ့ရပါတယ်ဒီပေါ်မှာမီဒီယာတွေကဘာကြောင့်မိခင်ကိုပါတူတူ ခေါ်သွားရတာလဲလို့မေးမြန်းချတဲ့အခါမှာစုပြည့်တစင်ကအရန်ကိုပွင့်လင်းပြီးတိကျတဲ့ဖြေတစ်ခုသူပေးခဲ့ပါတယ်။ သူမပြောသွားတာကတော့သူမနဲ့ဟေးဝင်းဟာမကြခင်လက်ထက်တော်မှာမှန်မိမယ်။အခုချိန်မှာတရားဝင်အကျင့်လင်မရမဟုတ်သေးဘူးဆိုတာပါပဲ။ဒါကြောင့်ပဲခီးပဲသွားသွားနှစ်ယောက်ထဲသွားလာတာတခန်းနေနေတာမျိုးဟာမြမရင်ကျေးမှုရမတင်တော်ဘူးလို့သူမယူဆကြောင်း။ဒါကြောင့်ပဲသွားသွားအုတ်ထင်းသူအနေနဲ့မိခင်ကြီးကိုအမြဲတမ်းခေါ်သွားတာဖြစ်တယ်လို့ရှင်းပြသွားခဲ့တာပါ။ဒီပြင်ဟာပြည်သက်တွေကြားထဲမှာတပြိုင်နဲ့အရန်ကိုအန်အောင်ချီချူးတန်နေထွက်ပေါ်လာခဲ့ပါတယ်။ ။ဘာဖြစ်လို့လဲဆိုတော့အားလုံးသိကြတဲ့အတိုင်းအခုလွန်27ရာစုခေတ်ကြီးထဲမှာအထူးသဖြင့်အနောက်တိုင်းယဉ်ကျေးမှုတွေဝင်ရောက်လာတဲ့အခါမှာတော်တော်များများကဒီလိုကိစ္စတွေကိုသိပြီးအလေးနက်မထားကြတော့ပါဘူး။ အချင်းခေတုံးကလည်းတမီးစားတွေလက်တောင်မကမ်းရတဲ့အခြေအနေမျိုးမဟုတ်တော့ပဲကိုချစ်သူရီစားကိုယုံကြည်ပြီးပုံအပ်တာအထူးနေချစ်သူဆိုရာမျိုးတွေတောင်ခက်စားလာတဲ့အချိန်မှာနိုင်ငံတော်မင်းသမီးတရားအထူးသဖြင့်မချာခင်လက်ထပ်တော့မယ်လို့တရားဝင်ကြေညာထားသူတယောက်ကဒီလိုမင်္ဂလာမဆောင်သေးသမျှတခန်းထဲမနေဘူးဆိုရင်ကျင်ဝဲကိုမြမမင်္ဂလေးပြပြီးထိမ့်သိမ့်ထားတယ်ဆိုတာကတော်တော်လေးကိုရှာပါသွားတဲ့အပြုအမူဖြစ်နေလို့ပါပဲ ောက်ထောက်လေပြိသက်တွေကဒါမှတကယ်မြန်မာမင်းကလေးပြီးသားတာစုပြည့်တစင်ကနာမည်ကြီးမင်းသမီးဆိုပေမဲ့နာမည်ပြတ်မရှိကိုကိုကိုတကယ်ထိမ့်သိမ့်နိုင်နေသူဆိုပြီးသူမရဲ့ပြုစင်ဘဝကိုတန်မှုထားထိမ့်သိမ့်မှုအပေါ်လေးစားချီးကျူးနေကြတာများပြားပါပဲဒီလိုကိုရင်တိတ်ခါကိုတန်မှုထားပြီးမြမယူရကိုထိမ့်သိမ့်နဲ့စိတ်တက်ကြောင်းလဲဟိဝရန်တရားသူမကိုဒီလောက်တန်မှုထားပြီးခန္ဓာရဲ့မင်္ဂလာပွဲကြီးနဲ့လက်ထပ်ယူဖို့ပြင်ဆင်နေတာဖြစ်နိုင်တယ်လို့လဲပြိသက်တွေကသုံးသပ်နေကြပါတယ် ပရိသတ်ကျင်းတို့ရဲ့မြင်ကရောဘလို့ရှိပါသလဲရှင်လက်ထက်ကန်ဒီဆုံးတွဲတွတွဲအနေနဲ့စုပြည့်တစင်းတို့လိုမြမယဉ်ကျေးမှုကြောင့်တရားဝင်လက်မထက်သေးသမျှအထီးတွေ့နေထိုင်ဆင်ခြင်တဲ့နေဆိုတဲ့အယူဆကိုထောက်ခံပါသလားမိမိတို့မြင်ကို comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်ရှင်ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူး Thank you. ားချင်လို့မျက်နှာကိုပြုပြင်ပြီးမှမျက်နှာတစ်ခုလုံးပြင်မရအောင်ဖြစ်သွားလို့လူပြောများနေတဲ့ရန်ကုန်မြောက်ကလာကမြို့သမီးတို့ရဲ့ဖြစ်ရန်အခုချိန်မှာတော့အမျိုးသမီးတွေတော်တော်များများဟာလှချင်လို့ရွှေတင်နုပြူချင်လို့မျက်နှာကိုပုံစံမျိုးစုံနဲ့ပြုပြင်လာကြပါတယ်။ဒါကလည်းတိုးတက်လာတဲ့ခေတ်ရဲ့နီးပညာကြောင့်လို့ဆိုရမှာပါ။ဒါကြောင့်လည်းရုပ်ဆိုးတဲ့မျိုးသမီးတွေတော့မျက်နှာကိုပြုပြင်ပေးမှပုံမလှပလာပါတယ်။ပို့ပြီးတော့လည်းယုံကြည်ချက်ရှိလာတာပါ။ဒါပေမဲ့လည်းအရာအလုံးမှာကောင်းကျိုးနဲ့ဆိုးကျိုးရှိသလိုပါပဲ။ မျက်နာကိုပြုပြင်တဲ့နေရာမှာမတမာသူတွေအမှန်တကယ်ဆရာဝန်မဟုတ်သူတွေရန်ကုန်ရရဲ့လက်ချက်ကြောင့်မျက်နာပျက်စီးရမှုတွေကတော်တော်လေးများလာတာပါအခုကမှလည်းမြောက်ကလာကမျက်နှာပျက်စီးသွားတဲ့မြို့သမီးတယောက်ရဲ့ဖြစ်ကစိတ်မကောင်းစရာပါအဆိုပါမြို့သမီးဟာလှကျင်တာကြောင့်မျက်နှာကိုဖင်လာသွားထုတ်ခဲ့တယ်လို့ဆိုပါတယ် ဖင်လာဆိုတာကလပိုင်းကနေနှစ်ပိုင်းထိပဲခန္ဓာဖြစ်ပြီးပြန်ထိုးပေးရတယ်လို့ဆိုပါတယ်။ဒါပေမဲ့မြောက်ကလာမှာဖွင့်ထားတဲ့ဥဝန်နဲ့ဇနီးတဲ့ဆိုသူရဲ့အလှပစီကံကတော့တတတာခံမဲ့ဖင်လာထိုးတယ်ဆိုပြီးကြုံညာခဲ့တာပါ။လူတွေကလည်းအများနဲ့ခံမဲ့ဟာမို့သွားထိုးကြတယ်လို့ဆိုပါတယ်။ဒါပေမဲ့တကယ်ထိုးပေးလိုက်တာကဖင်လာမဟုတ်ပဲ liquid silicone နဲ့မို့မျက်နှာတစ်ခုလုံးဖူးရောက်ကပုံပြတ်ပန်းပြတ်ဖြစ်သွားတာပါ။ ပြန်ထုတ်တော့လည်းမရတော့ဘူးလို့ဆိုပါတယ်။ဒါပြန်ကြောက်ကတည်းကလည်းထီသွားတယ်လို့သိရတာပါ။ဒါကြောင့်လည်းဆိုပါမျိုးသမီးကဥဟန်ဆိုသူကိုအရင်ယူပေးကြဖို့တိုက်တွန်းနေတာဖြစ်ပါတယ်။ဟေးဝီယန်ကိုစိတ်မချလို့လက်ထက်ခံနေပြီးမှအမေကိုပါတကောက်ကောက်ခေါ်ချောင်းခုလိုတဲပြောလာနေဆိုပြေးတဲ့စိမ့်။ မင်္ဂလာပါပရိသတ်များရှင်စူပြင်းနဲ့ဟိဝီယန်တို့ကအမြဲတမ်းတပူတွဲတွဲမြင်နေကြရတာမို့လူတွေအလုံးကတော့လင်မယားလို့ပဲမြင်နေကြတာပါ တကယ်တော့နောက်လာမှလက်ထပ်ကြမယ်ဇွန်တွဲလေးပါဘလို့ပဲဖြစ်ဖြစ်ဆေးဆက်ပြီးတင်တောင်းပြီးနေပြီမို့လို့ဇနီးမောင်နှံဒီလိုပဲဖြစ်နေပါပဲဒါပေမဲ့အခုချိန်မှာစူပြင်းဟာအလုံးအံ့ဩသွားစေမယ့်စကားတခုကိုပရိသတ်ရှင်မှဒေပြောပြလိုက်တာကြောင့်ဝေဖန်မှုတွေကိုပြင်းထန်ခံခဲ့ရပါတယ်အထူးသဖြင့်မင်္ဂလီပရိသတ်တွေစီကားပါ ပါလဲဆိုရင်တော့အခုလိုမျိုးလက်ထက်ခံနေအချိန်တည်းကိုကိုကိုထိမ့်သိမ့်ပြီးမဲတပေါက်မစုံအောင်နေချင်တာဖြစ်လို့ဟိဝိယံဘက်ကအတင်းကရောကျူးလွန်လာမှာကိုဆိုရင်ပါတယ်။ဒါကြောင့်မို့ဘဲတော်တော်အမိကိုဘေးမှာခေါ်ထားပါလိမ့်ဆိုတဲ့စကားကြောင့်ပါပဲ။ဟုတ်ပါတယ်။ငယ်စဉ်တွဲဘဲတော်တော်ဘေးမှာဆုပ်ပြည့်ရဲ့အမိအမြဲတမ်းကန့်လန့်ကြီးလိုက်နေတတ်ပါတယ်။တချို့ကတော့အဲ့ဒါဟာတတ်တတ်ကြီးအမိဖြစ်သူကလိုက်နေတယ်လို့ထင်ခဲ့ကြတာပါ။ဒါပေမဲ့အရာကစိုးပြည့်ရဲ့စနစ်တွေပဲဖြစ်ခဲ့ပါတယ်။စိုးပြည့်ကိုယ်တိုင်ကလူလူချင်းချင်းနဲ့ခေါ်ထားခဲ့ရပါ အခုဆိုရင်လည်းငင်းစင်တွဲကပရိဝတ်တင်ပုံနေရိုင်းဟိုတော့တီသွားလုံနေရတာပါအဲ့ဒီတချောင်းလုံးမှလည်းစုပြင်ဟာသူ့ဖြူစင်ချောင်းပြချင်တဲ့အတွက်သူ့မရဲ့အမေဖြစ်သူကိုဘေးနားမှာအမြဲတမ်းခေါ်ခေါ်ထားခဲ့တာပါကြမ်းမှန်ရင်တော့အသားစားကျင်တဲ့ဟင်ဝီယန်ကိုသူမကိုရိုင်းကလုံးဝစိတ်မချလို့မလုံခြုံသလိုခန်းစားနေရလို့အမေဖြစ်သူကိုတတ်သိကန်ခေါ်ထားတယ်လို့မျိုးကြီးပြောလာတာကြောင့်အဲ့ဒီအင်တာဗျူးဖြေကြားချက်ပြီးမှအမျိုးသမီးလူကြီးထံကနေဝေဖန်မှုတွေခံလာရတာပါပဲ။ အပုံလုံးတဲ့ overtin စတဲ့ဖြင့်ဝေဖန်သူတွေလည်းခက်များများပါဒါပေမဲ့လည်းတချို့ကတော့အဲ့ဒီလိုမျိုးစောင့်ထိန်နိုင်နေဆိုတော့မိန်ကလေးတိုင်းမလုံနိုင်တာကြောင့်တကယ်ကိုတော်ရင်မိန်မကောင်းလေးပါလို့ချီကျူးတာမျိုးလည်းရှိပါတယ်ဒါပေမဲ့ငယ်စဉ်တွဲကတွဲလာတာနှစ်တည်းများကြီးချီနေပါပဲဒါကုံတော်မှအခုချိန်ထိရိုးသားတဲ့ပတ်သက်မှုမျိုးပဲရှိနေတယ်ဆိုတော့ကတကယ်ကိုအံ့ဩစရာကောင်းလာပါတယ်နာမည်အချိန်ဒီမှာတော့မင်္ဂလာဆောင်ပြီးအင်ဒရီတိတ်ခါနဲ့အညီရောင်နောက်စတုံးပါပင်အထူးထူးဖြတ်တန်းကြမယ်လို့ပြောပါတယ် ထရမ်မီဒီယာပရိသတ်ကြီးတို့ရောအခုလိုမျိုးငေးစင်တွဲရဲ့အခြေအနေနဲ့ပတ်သက်လို့ဘယ်လိုများတွေးမိကြပါသလဲနော်။ comment မှာပြောခဲ့ကြပါအောင်ရှင်။မင်္ဂလာပွဲမှာတတော်သမီးထက်မတောက်ပြောင်ရဘူးဆိုတဲ့အတိုင်းမေပကြီးရဲ့မင်္ဂလာပွဲမှာအယူရှင်းဆုံးဝစ်စင်ခဲလို့လူပြောများနေတဲ့မိမိကိုကို အခုပြည်သက်ကြီးကိုတင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့တင်းဦးဆောင်မေပကြီးရဲ့လက်ထက်ထင်းများပွဲလေးမှာတတူသမီးလေးထပ်ပူပြီးတောက်ပြောင်နာတွေလုံးဝမပါပဲရွရွညင်ညင်လေးဝစ်ဆင်လာခဲ့လို့လူများကြားချီးမွမ်းခံနေရတဲ့တယုတ်ဆောင်မိမိကိုကိုရဲ့အကြောင်းမှာ လက်ရှိမှာတော့မြန်မာနိုင်ငံမျိုးပညာလောကထဲမှာလူသိများကြွကြတဲ့မော်ဒယ်တရုတ်ဆောင်မိဘကြီးရဲ့မင်္ဂလာလက်မှတ်ရှိထိုးပွဲလေးကတော့အောင်မြင်စွာပြီးမြောက်သွားခဲ့ပါပြီ။တရုတ်ဆောင်မိဘကြီးကတော့သူမရဲ့လက်ထက်ထိမ်းများပွဲလေးမှာခင်မင်ရင်းနှီးရတဲ့တငယ်ချင်းမိတ်ဆွေတိုင်းဝိုင်းနဲ့အမှုပညာရှင်မောင်နှမတွေကိုလည်းတက်ရောက်ဖို့ဖိတ်ကြားခဲ့ပါတယ်။အခုလိုအမှုပညာရှင်မောင်နှမတွေအားလုံးတိုက်တိုက်ဝင်ဝင်နေမှုတရုတ်ဆောင်မိဘကြီးတို့ရဲ့မင်္ဂလာပွဲလေးကတကယ်ကိုပျော်ရွှင်ကြည်နူးဖို့ကောင်းတယ်လို့ဆိုရမှာပါ။ အဆိုပါတက်ရောက်ခဲ့ကြတဲ့နုပညာရှင်တွေထဲမှာမင်းသမီးချော်နီမီမီကိုကိုလည်းတကူးတကလာရောက်ဂုဏ်ပြုပေးခဲ့ပါတယ်။တင်းဆောင်မီပတိရင်လက်ထက်မင်္ဂလာပွဲလေးကိုတက်ရောက်ခဲ့တဲ့မင်းသမီးချော်နီမီမီကိုကိုဟာလူချင်းဝတ်ကိုနားနေသူဖြစ်နေပြည်သက်ကြီးတွေရဲ့ချီးမွမ်းခြင်းကိုခံနေရတာပါ။ဒီလိုမျိုးလက်ထက်ထိမ်းများပွဲတွေနဲ့ပတ်သက်လို့မင်းကလေးတွေမှာရှိတဲ့လူချင်းဝတ်ကတော့တင်းဆောင်မီမီကိုကိုမှတွေ့ရတာကြောင့်မင်းကလေးချင်းချင်းချီးကျူးနေကြတာပါ။ အထူးသဖြင့်တတော်သမီးဖြစ်တဲ့တရုတ်ဆောင်မေပကြီးနဲ့တတော်တန်လောင်ကိုမျိုးကိုကူနဲ့မင်္ဂလာကပြီးမော်ကိုတဲ့လက်မှတ်ရေးထိုးပွဲမှာမလူမျိုးတွေရွှေရောင်ဟင်းထောင်ဝဆောင်တွေတတော်သမီးကိုကျိုးဆူကပြဖျော်ဖြေခဲ့တာကိုတွေ့ရပါတယ်။ ။ဒါပြင်တခြားသောနာမည်ကြီးနုပညာရှင်တွေအားဆိုရင်အခုလိုမင်္ဂလာပွဲတွေမှာဝေပြကျင်နာတွေ၊ပိုင်ဆိုင်မှုကိုချပြကျင်နာတွေကြောင့်ရတနာပစ္စည်းတွေစုံလင်အောင်ဝေပြပေးမယ်။မိဘကြီးကိုရန်ကတော့တကယ့်ကိုရိုးရိုးရှင်းရှင်းဖက်ရှင်ကြကြနဲ့သူမရဲ့မင်္ဂလာလက်မှတ်ရေးထိုးပွဲကိုစီစဉ်ထားတာကိုတွေ့လိုက်ရတာဖြစ်ပါတယ်။အလုံးလေးတည်ကြတဲ့အတိုင်းမင်္ဂလာပွဲတစ်ပွဲကျင်းပရင်တတို့သမီးတွေအနေနဲ့တသက်မှာတစ်ခါပဲကျင်းပရတဲ့ပွဲလေးဖြစ်တာကြောင့်တခြားသောမိန်းကလေးတွေထက်ကိုပိုပြီးလှပကြောက်မွန်နေအောင်ပြင်ဆင်တတ်ကြပါတယ်။ ဒါကြောင့်လည်းဟုတ်ရင်ကလေးကမင်္ဂလာပွဲတွေတက်ရောက်မယ်ဆိုရင်အမျိုးသမီးတွေအနေနဲ့တတော်သမီးထက်မတောက်ပြန်ရဘူးလို့လူချင်းဝတ်တွေကပေါ်ပေါက်လာခဲ့ပါတယ်ဒီလိုလူချင်းဝတ်တွေကတော့အထူးအဖြစ်မိန်းကလေးတွေအကြမ်းမှာတိတ်တဆိတ်တိတ်တန့်နားလဲမှုအလိမ္မာရှိမှုကိုဖော်ပြနေပါတယ်။ တချို့သောမိန်းကလေးတွေကတော့မင်္ဂလာပွဲကိုတက်ရောက်ဖြစ်ခဲ့ရင်တတို့သမီးထက်ကိုပိုလာကျင်စောစိမ့်နေတောက်တောက်ပြောင်ပြောင်ဝှစ်စင်လာကြတာကြောင့်လူချင်းဝင်နဲ့စန့်ကျင်နေတာပါဒီချိန်မှာမင်းသမီးမိမိကိုကိုကတော့တခြားသောညပညာရှင်တွေလိုမဟုတ်ပဲမင်္ဂလာပွဲလေးနဲ့လိုက်ဖြတ်အောင်နုနိအောင်ကောင်းဝင်လေးတစ်ထည့်ကိုပဲရွှေရှင်းစွာဝှစ်စင်ထားတာပါ သူမရဲ့ခန္ဓာကိုယ်မှာလည်းလက်ဝက်လက်စားဆိုလို့တကယ်လေးတရံသာပါပြီလေတိုင်းမှာလည်းဆွေးလေးတကုံးကိုတော့ဝတ်ဆင်မထားတာကြောင့်သူမကိုပြိတ္တကြီးကတော့တကယ်ကိုလေးစားလောက်တယ်လို့ချီးမွမ်းနေကြပါတယ်ရှင်အခုတင်ဆက်ပေးသွားတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးပြည်သက်ကြီးရဲ့အမြင်ကိုလည်းဝေမျှပေးသွားကြပါအောင်ရှင်။